။မင်းစကားပတ္တန်လေးဆွဲပြပါမယ်။စက်ကိုဒီလိုမျိုးနှစ်ခေါက်ခေါက်ထားပြီးပါနော်။မင်းဒီပွားနေပြောဘောင်းခတ်လိုက်မယ်။အေးရောဒီရောအမတကူဆယ်လိုက်မယ်အေးအကွာဝေးရကြရောကိုယ့်ရဲ့ခါကိုလေးနဲ့စားမယ်စားပြလို့ရှိရင်ထောက်စားနေနေရကြရောဒလမနဲ့ဒီစိတ်ပေါင်းပေးပါနော်စင်နေရဆိုလို့ရှိရင်နော်4စင်တီမီတာပေါင်းပေးပါတကယ်လို့ကိုယ့်ရဲ့ customer က တင်သေးရဆိုလို့ရှိရင်ဒီတောက်စာနေရာမှာပေါ့เนาะတလက်မှာပဲပေါင်းပေးပါစင်နီနဲ့ဆိုရင်เนาะ2.5စင်နီမီတာပဲပေါင်းပေးပါเนาะပြင်ဒီအမကနေမှာအောက်ကိုလမ်းမရင်းဆိုရင်7.4လမ်းမဆင်းပေးပါစင်နီနဲ့ဆိုရင်တော့19စင်တီမီတာရှည်မြင်လေးဆွဲပေးပါเนาะပြင်ဒါလေးဥပောင်းခတ်လိုက်ပါမယ်ပြင်ဒီမြင်ရနေမှာတိမ်မြင်ထွက်ပါမယ်เนาะ ီမြင်းရဲ့ကွာဝေးရကြတော့ကိုယ့်ရဲ့တင်အောင်မှာလင်းနဲ့ဆာလို့ရတဲ့အဖြေကိုထည့်ပေးရပါမယ်။ဒီအမှတ်နဲ့ဒီမှတ်နဲ့ကိုပေကိုလေးညှန်းဆက်ပါမယ်။ဒါနေပြောမှာကိုလိုချင်တဲ့အရှိကိုတိုင်းပါမယ်နော်။အရှိကိုဒူဖုံးယူပေးထားရေပေါ့နော် ိုကပေါင်တဝက်လောက်လေးနဲ့ယူခဲ့ရပါတယ်။ပြီးရင်ကိုလိုချင်တဲ့ရှီယာနေမှာတင်အစားလေးဖြူကိုပြန်ပြီးတော့ဆွဲပါမယ်။ပြီးမြင်တဲ့ဒီမြင်နဲ့ကိုလာဆလိုက်ပါမယ်နော်။ပောက်ထည့်ပါမယ်။ပောက်သွားကြတော့ဒီမြင်းကိုမှတဝက်ဝက်မယ်ပေါ့နော်။ ။ထောက်စားကြရောကိုယူထားတဲ့ထောက်တိုင်ကိုတဝက်တဝက်စီးညှထည့်ပါမယ်နော်။ဒီလိုကိုကတလမပဲယူထားရဆိုလို့ရှိရင်လည်းဟိုဘက်၄စိတ်ဒီဘက်၄စိတ်ပေါ့။ကိုကတလမနဲ့၄စိတ်ယူထားရဆိုရင်ဟိုဘက်၆စိတ်ဒီဘက်၆စိတ်ပေါ့နော်။ဒီတလမနဲ့၄စိတ်ကကြရောပုံမှန်နဲ့တင်ကြီးရဲ့လူတွေတွဲထည့်ပြရမှာနော်။တင်သေးရဲ့လူပဲဒီတလမနဲ့၄စိတ်နေရာမှာတလမထည့်ပြရမှာပေါ့နော်။စင်နေရဲ့ဆိုရင်လည်းအတိုင်းပဲနော်။ ညကြတော့6လက်မနဲ့၄စိမ့်ဆွဲပါမယ်စင်တီနဲ့ဆိုရင်16ခွဲစင်တီမီတာဆွဲပေးပါအဲ့ဆိုရင်ငွေဆက်ကပကြံလေးပြီးသွားပါပြီเนาะအဲ့အောင်မှာကိုကအောင်နာကိုတိမ့်တိမ့်ကြီးလွှင့်နေတာဆိုရင်ဒီမီရနေမှာဒီဘက်ကိုကလမနဲ့20ဝင်ပေးပါစင်တီနဲ့ဆိုရင်တော့3စင်တီမီတာဝင်ပေးပါเนาะ င်ပြီးတော့ဒီအမှတ်နှစ်ခုကိုလန်ဆက်ပေးပါဒီတော့ကိုကငွေဆက်ကပတ်တန်အနီမှာရောင်ရောင်လေးကားခြင်းနေပေါ့နော်ရောင်လေးကားခြင်းနေဆိုရင်ဒီအမှတ်ကနေမှာဒီဘက်ကိုတလမနဲ့20ထပ်ထွက်ပေးပါစင်နေဆိုရင်3 cm ထပ်ထွက်ပေးပြီးတော့အဲ့အမှတ်နဲ့ဒီဟာနဲ့ကိုလမ်းပြီးတော့ဆက်ပေးပြီးပေါ့နော် ဘတ်တန်လေးကိုညက်ပြီးသွားပြီပေါ့နော်ဖြန်လိုက်လို့ရှိရင်ဒီလိုလေးရပါမယ်ဒီဘက်မှာလည်းကြောက်လေးထည့်ပြီးပါနော်အဲ့ဆိုရင်မူရင်းဆက်ကပတ်တန်းလေးပြီးသွားပါပြီအားလုံးမရမယ်လို့ထင်ပါတယ်เนาะဒါလို့နားမလဲရရှင်လဲ comment မှာမေးလို့ရပါတယ် ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြရအောင်